ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်နေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာ ဖြစ်ပါလိမ့်ရှင်။ဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။ဟိုအချင်းပြက်လက်စားမှုဆိုတဲ့ပုံမှန်နေနဲ့စွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်ပြစ်ဒဏ်ချခံရတာ။ ဖြစ်ပါတယ်ရှင်။ NLD ပါတီဝင်ဟောင်းဖြစ်ခဲ့သူပြီးသုံးလုံးပါတီခေါင်းဆောင်တက်တက်ခိုင်ကဒေါန်ဆန်းစုကြည်ဟာနိုင်ငံတကာကသတ်မှတ်ထားသလိုနိုင်ငံရဲ့အကျဉ်းသားတဦးမဟုတ်ပဲအကျဉ်းပြက်ရှာစားမှုတွေနဲ့အဖမ်းခံထားရသူသာဖြစ်တယ်လို့အပုတ်ချပြီးပြောဆိုလိုက်ပါတယ်။ရန်ကုန်မှာလှုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာဥမြတ်ခိုင်ကဒေါန်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့အဖမ်းခံထားရတာကိုလွတ်မြောက်အောင်လုပ်ပေးဖို့အတွက်ကူညီပေးဖို့ရှိနိုင်မလားလို့မေးခဲ့ရမှာကူညီမယ်မကူညီဘူးဆိုတာကိုမဖြေသွားပဲအဖမ်းခံထားရသူ တွေကိုအပြစ်ရှာပြောဆိုသွားခဲ့ပါတယ်။ NLD အစိုးရလက်ထက်ကလူမှုကယ်ဆယ်ရေးရန်ပုံငွေတွေကိုလူမှုကယ်ဆယ်ရေးနေရာတွေမှာအသုံးမချပဲအလွဲသုံးစားလုပ်ပြီးဟတ်ရင်ဝယ်စည်းခဲ့တယ်လို့မြန်အွန်လိုင်းစစ်တပ်ကဒေါ်ဆန်းစုကြည်ကိုဆွဆွဲအပုတ်ရှာထားတဲ့လေတံအတိုင်းတထေရတဲ့တသက်ကင်ကပြောဆိုသွားတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ဒွန်ဆန်းစုကြည်လက်ထက်ကစစ်ကောင်းဆောင်တွေမှာသာရဟရင်တွေနဲ့ဟိုဟိုတတီသွာလာနိုင်ကြတာရှိပြီးအယတအစိုးရကောင်းဆောင်တွေမှာတော့အရေးကြီးတဲ့လမ်းကြောင်းတွေအမြန်သွားစရာရှိတဲ့ကိစ္စတွေကယ်ဆယ်ရေးကိစ္စတွေမှာတုံးစရာမရှိတာကြောင့်ရဟယင်ကိုဝယ်ထားတယ်လို့သိရပါတယ်။ဒါပြင်တော့ဆန်းစုကြည်လက်ထက်မှာရှေကန်လူတန်းစားတွေကိုရှင်းငွေတွေရှာပေးခဲ့တယ်လို့ ိုဗစ်ကပ်ဘေးတုံးကလည်းလူတွေအငတ်မဆိုင်ရအောင်ဓာတ်ရိုက်ရှင်းငွေတွေရှာပေးပြီးကူညီခဲ့တာကိုအလုံးအသိဖြစ်ပါတယ်။ဒါပေမဲ့မေအွန်လိုင်းလက်ထက်မှာလူကယ်ပြန်ဝင်ကြီးဝင်လောက်ခဲ့တဲ့တသက်ခိုင်ဟာတိမ့်နေရှိတဲ့စပေးရှောင်းတွေရပင်းသစ်နေရာတွေကိုဗစ်လူနာတွေကိုဘာတစ်ခုမှမဲမဲရရကူညီနိုင်ခဲ့တာမရှိပဲနေပြည်တော်ကအစည်းအဝေးခမ်းမတွေတဲကနေအပြင်ကိုမထွက်ရဲတာကိုအလုံးသိကြပါဗျာ။ ခုချိန်မှာမဲအောင်လိုင်းအတွက်ထွက်ပေါက်ရှာနေတဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ကြိုးစားနေတဲ့တသက်ခိုင်က နေပြည်တော်မှာအဖမ်းခံထားရတဲ့ဒေါန်ဆန်းစုကြည်အပေါ်သူမရဲ့အတွင်းစိတ်ထားအညှို့အတေးကိုဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။ကျွန်တော်မွေးတဲ့တည်းမှာအဲဒီနိုင်ငံကျင်းသားတို့ဒေါန်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထင်တို့အကြောင်းလေးလည်းပါပါတယ်။သူတို့လူမြောက်ဖို့အတွက်တောင်းဆိုသွားမှလားဒါလေးသိချင်ပါ အဲကျမသိရသလောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါလေရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါလေသို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါလေရှင့်အဲဘာဖြစ်လို့ကျမအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင် အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီဘယ်ပုံကောတော့ဘာပုံမာနေလဲအဲထောင်နံဘလောက်ကြတယ်လို့ပါလို့လေညောအဲ့ဒါအရေးကြီးပါတယ်ရှင်အဲဆိုတော့ကျွန်မကျွန်မသိတာလေးတခုကျွန်မပြောပြရမယ်ပေါ့နော်ဆိုလို့ရှင်ကျွန်မအဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာအဲရောက်တဲ့အချိန်မှာကျွန်မတို့ဒီအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါတယ်ရှင်အဲ့ဒါနိုင်ငံတော်ကနေ တနစ်ကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါလေရှင့်တော့ကံကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာတဘာဝပဲကြီးကြီးမားမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှင်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာအဲ့ဒါလောက်ပဲရှိခဲ့တယ်ထင်တယ်ရှင့်ပြီးလို့ရှင်ကျွန်တော်တို့မြန်မာလူမျိုးတွေကလည်းအဲတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့ဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲ အဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်းအဲထားပါတော့9နှစ်ဆိုတော့ဘီလီယံ300ပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက် တစ်ခုကနောက်တစ်ခုကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဝန်ကြီးဌာနတွေကိုချထားတဲ့ budget တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ budget ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%တွေအကုန်လုံးကိုဒီအမျိုးသားသဘောဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရံပုံငွေနဲ့ထည့်လိုက်တာပေါ့နော်။ဟောထည့်လိုက်ပြီးတော့မှထည့်လိုက်ပြီးတော့မှဒါကိုဗစ်ရံပုံငွေဆိုပြီး trillion နဲ့ချီပြီးရှိပါလေရှင့်။အဲရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့ဟောတကယ်တမ်းတော့လောက်ရမှာကအဲတဘာဝပဲညော့ပါရေးဆိုတာအမလန်းနေဆိုလဲရာသီဥတုခံနိုင်အောင်အဆောက်အဦတွေငလျင်တန်ခံနိုင်အောင်ရာသီဥတုတန်ခံနိုင်အောင်မုံတိုင်းတန်ခံနိုင်အောင် ပေါ့နော်တဘာဝဘေးတန်ခံနိုင်အောင်အဲ့ဒါလေးစောက်ကြရမှာဖြစ်ပါရဲ့အဲတိုးတော်လဲ ညတော်တော်လည်းအဲ့ဒီရံမုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကအဝါပေါ့နော်ဒီအဲသာပါတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင် တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာလေအဲပြီးလို့ရှိရင် မလိုအပ်တဲ့လေလွင့်တွေဒါတွေကစစ်ဆေးပေါ်ပေါက်ပါလေရှင်အစစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အာဒီ husky စီးဖို့ကတော့ဒါ anti dawn စမ်းစုကြည်စီးဖို့ပေါ့နော်အာနိုင်ငံတော်ပိုင်ရဟယင်ဆိုပြီးဝယ်တာဖြစ်ပါတယ် အဲတော်တော်လေတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှအစစ်စေးပေါ်ပေါက်တာတွေအများကြီးရှိပါတယ်ရှင်။အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်။ဆိုလို့ရှိရင်ဒါတော့ကျွန်မမေးလို့တာဖြေရတာပါရှင်။ဒါကျွန်မရဲ့ကိုတွေ့ဟိုကြုံကြုံခဲ့တာပေါ့နော်။ဆိုလို့ရှိရင်လူမှုအနှံကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ အဲကျွန်တော်တို့မောခာကနေစဖြစ်လိုက်တာပြီးတော့ယာကင်နဲ့ဟိုကဖြစ်တယ်ပေါ့ရှင်ရေပေးဖြစ်တယ်အတိုင်းနဲ့ပြင်းနေတော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ဆိုတော့ဒီရံမုံငွေကတုံးလို့ကိုမလောက်ပါဘူးရှင်အဲတုံးလို့ကိုမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းရှင်တော့ energy kit တုံးကတော့ဒီရံမုံငွေတွေကပူရှံပြီးတော့နောက် covid လည်းဖြစ်တယ်အဲအချိန်မှာ covid ကြောင့်မို့လို့လည်းနိုင်ငံတကာအကူအညီတွေရတာတွေရှိပါတယ်ရှင်အဲရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ energy အစိုးရလက်ထက်ကတော့ FDI နေလဲလာတယ် အနောက် ODA ပေါ့နော်ဟိုဒီ official development assistance တွေပေါ့ရှင်ဒီဒီဒီဖွံ့ဖြိုးမှုဟိုဖွံ့ဖြိုးမှုအတွက်ပေးတဲ့ဒီဒီတည်ဝင်ပေးတဲ့အကူအညီတွေအဲဒါတွေအများကြီးရတယ်ပြီးလို့ရှင် technical assistance တွေလည်းအများကြီးရတယ်ရတဲ့အချိန်မှာငွေတွေကအရင်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘော ဖြစ်ပါတယ်ရှင်အဖြစ်ပြီးတော့မှဒီသုံးဆွဲတာတွေမှာအနည်းငယ်ဟိုပေါ့နော်စီစီစစ်စစ်နဲ့ဘာသာရေးစီမင်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာတွေ အဲဒါတွေကိုတာဝန်ခံရတာတွေရှိပါတယ်ရှင်။အဲဒါကျမဘာလို့မှမပြောဘူးပါဘူး။သို့တော်လည်းအဲဒါနိုင်ငံတော်လည်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းတင်းတင်းနဲ့ကိစ္စဟုတ်လို့ပါ။ဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်။ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။ဟိုအချင်းပြတ်လဆမ်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လည်းစစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်တည်တံ့ချခံရတာဖြစ်ပါတယ်ရှင်။